အားလုံးပဲမင်္ဂလာပါခင်ဗျာ။ຫນွေဦးမိသားစုဝင်အပေါင်းတို့ရေຫນွေဦး Family YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေနော်။ဒီကနေ့မှတော့ဗျာဆရာလာတန်းရဲ့ကြပြအချို့ကိုဖတ်ပြပေးပါရစေခင်ဗျာ။ကျွန်တော်နဲ့အတူတူလိုက်ပါခံစားနားဆင်ပေးကြကြပါဦးနော်။ကိုဖနဲ့ဟာကိုခံတက်ပါပဲ။ ျမ်းမာရေးမကောင်းလို့ဝင်ငွေမကောင်းလို့ဘိုးလေဝတာမကောင်းလို့ခုလိုအကက်ခဲတွေထဲမှာဖနှက်သေးချိုးကိုတတိထားနေရာခုံငါလဲလှုပ်လို့မြင်းငါလဲလှုပ်လို့ပြုတ်ကျသွားခြင်းလဲသွားဒုက္ခဆိုတာတစ္ဆာတရားကျွန်တော်ရဲ့မိုင်မဲမှုများလောကကြီးကလိုက်သိပါမလားရေပြင်းရဲ့မာယာကိုမုန်းနေ ိုက်ကွန်တဲကငားတွေကိုတနာတယ်။ထောင်ယောက်ကိုလိုက်ရှာနေတဲ့တားကောင်ဆိုတာရှိပါမလား။ပျော်ရွှင်မှုဆိုတာလောင်အိမ်ထဲမှာမမွေးဖွားဘူး။ပြိုင်ငားတစ်စီးလို့ဓာတ်စီဖြုံးခဲ့ပြီးပြီ။လူနာတင်ရင်တစ်စီးလို့သုံးဝင်ခြင်းနဲ့ရော့အင်ရိုးတစ်ခစ်လုံးကိုနားထောင်ခဲ့တယ်။ပွင့်လင်းတဲ့လူပေါင်းကိုမျော်လင့်မိတယ်။ ပြာနဲ့ဘဝကိုချီနှောင်ထားခဲ့တယ်။တငယ်ချင်းရဲ့ဒီဇယ်လန့်မှာလူဆိုးတွေတယောက်မှမတည်သေးဘူးလား။လူကောင်းတွေမှာဒုက္ခများလာပါပြီကွယ်။အသက်တစ်ချောင်းလုံးဆုံးရှုံးမယ်ဆိုရင်နာမည်တစ်လုံးတော့အဖတ်တင်ခြင်းနဲ့ကြောက်ကံမစွန်ကလူကိုတွန်းအားတွေမပေးကြပါနဲ့။ပြေးလျာမည်မရှိတော့တဲ့အခါ ကိုဖနက်ဟာကိုခံတက်ပါပဲတာတန်အလွမ်းတဝက်မြက်ခင်းပြင်ပြောစရာအစ်စ်တွေဟာဘာပေါ်မှာရှိနေသေးရဲ့တင်ကောမျော်လင့်မှုအတင်းဖြစ်ပြီလားကျွန်တော်တို့ဟာအထက်ထက်ကလပံထိုးထားတဲ့ဖဲရုတ်ထဲကဖဲချက်တွေလို့ကိုနေရာကို မေ့နေရဲ့မြို့တော်ရဲ့အဆောက်အုံတွေအလဲရောင်းလဲလဲဖြစ်ဖြစ်ခြင်းရာဖြစ်မှုရဲ့ဒုရဲကောင်းတဲ့တခြင်းကိုနာတော်တာဆင်ရင်ကလေးငယ်များရမစူတရားအစာစာနဲ့ကပါတဲ့ကျွန်တော်တို့ဟာတည်င်းစာပေါ်ချော်လဲခြင်းမရှိ နောင်နာရခြင်းလုံးဝမရှိဘဝကို နှစ်နှစ်ကာကာ ချင်မိကြရဲ့ချစ်ချင်းမြတ်တာတဲ့ဒါတမိုင်းဥကပြားတပုတ်ဖဲတမ္မာစွာကခုံလို့တိမ်မွေ့စွာပေါက်ကွဲလို့ဝေကွဲမရခြင်းကလည်းစွန့်အလို့ရောက်မလာသေးတဲ့အချိန်တက်ငိန်ဆန်ဆန်အိမ်မက်မလန့်လို့မလုံတဲ့ခေါင်မိုးကြောင့်ရိုးသားတဲ့ဘဝတွေအေးနေငယ်ရပြန်နေ 要是要老的。Yeah,